မင်္ဂလာပါရှင် Freedom for Future YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့လေးမှာတော့ဆီယမ်မင်းသိန်းဟရဲ့ဘဝဝင်ကဘာအမိရှိဝတ္ထုကိုအပိုင်းတစ်အနေနဲ့ကျမအိုင်လာကဖပြတင်ဆက်ပေးပါမယ်ရှင်နားဆင်ခံစားပေးပါအောင်ရှင်ဂျီနန်စီဘိုတပဲပေးရတော့ညချောင်းကလေးတစ်ချောင်း နေမြုပ်ကလေးတစ်မျိုးသည်ရှိ၏ထိုနေမြုပ်လေး၌အစိုးရအထက်တန်းချောင်းတစ်ချောင်းသည်လည်းရှိ၏ထိုချောင်းတွင်အတန်းလိုက်အတန်းပိုင်ဆရာများရှိ၏ထိုအတန်းပိုင်ဆရာများအနက်ခုနှစ်တန်း CE အတန်းပိုင်ဆရာတဦးရှိ၏ထိုဆရာသည်ခုနှစ်တန်း CE အတန်းပိုင်ဆရာဖြစ်တဲ့ကဲ့သို့ခုနှစ်တန်း A ခုနှစ်တန်း B ခုနှစ်တန်း C သုံးခုစလုံးဤရာဇဝင်ဆရာလည်းဖြစ်၏ ယခုခေတ်အခေါ်အားဖြင့်သမိုင်းဆရာဖြစ်ပေလိမ့်မည် ထိုရာဇဝင်ဆရာဤအမိမာဥတန်ပါဟူ၍ဖြစ်၏ဥတန်ပါဤဇာတိမှာထိုနေမြို့ကလေးပင်ဖြစ်၏ဥတန်ပါဆိုတော်လဲအသက်များစွာမကြီးသေးပေသူဤအိမ်၌ညအခါចောင်းသားများကိုခေါ်၍ပညာသင်ကြားပေ၏နေခင်ចောင်းတက်စင်ကသက်ဆိုင်ရာဆရာများပေးလိုက်သောအိမ်စာများကိုပြီးအောင် ပထမလောက်ခိုင်း၏ ကြက်မှတ်ရန်မှားလိုက်သောစာများကိုကြက်မှတ်စီ၏နေကင်းကြောင်းတွင် သူသည်ရာဇဝင်ဘာသာရက်ကိုသာ တာဝန်ယူရတော်လဲညအခါတွင် သူ၏အိမ်၌ဘာသာစုံကိုတာဝန်ယူ၍သင်ပြပေး၏အောက်လင်းတမိကြီးနှလုံးကိုထုတ်ညှိ၍သင်ပြပေးရခြင်းဖြစ်သောကြောင့်ចောင်းသားများသည်ရေနံစီခတပဲပေးရ၏ចောင်းတက်သောအခါ၌ရေနံစီကအဖြစ်ပတ်စံတပဲကိုခုနှစ်တန်းចောင်းသားအောင်လင်းဆိုသူအားပေးရ၏ အောင်လင်းသည်ထိုပတ်ဆက်များကိုစည်ရင်ဖြင့်ကောက်ယူ၍နောက်တနေ့တွင် ရေနံစီဝေရ၏အောင်လင်းတမီးကြီးနှလုံးတွင် ရေနံစီထည့်ရ၏မိစာကျွန်းလင်ကျွေလင်မိစာလဲရ၏ညနေ6နာရီမိထွန်းချိန်တွင် အောင်လင်းတမီးနှလုံးစလုံးလီထိုးခြင်းရေနံစီမလိုက်လျင် အပောက်ချက်ပေးခြင်းမိထွန်းချိတ်ဆွဲခြင်းအလုပ်ကိုတာဝန်ယူရ၏အောင်လင်းသည် BOC မှရောင်းချသော BOC တစိပ်ပါအစိမ်းအောင်ရေနံစီပုံးငယ်ကလေးနှလုံးဖြင့်ရေနံစီအဝယ်ထွက်ရ၏ထိုပုံးနှလုံးကို အစဉ်သဖြင့်ပြည်နေအောင်ရေနံစီဖြည့်ထားရ၏ပုံနေသောရေနံစီပိုးငွေများမှသူ၏အိတ်တွင်း၌ရှိ၏နနက်တွင်ဈေးတို့သွားကာဒေါ်ကလေးမ၏အရေးကြဲကြဲဖြင့်ချက်ထားသောမဟင်္ဂါကိုစား၏မဟင်္ဂါစားသောအခါ၌လည်းကောင်းကြီးငချိတ်တပဲပိုးဝယ်၍ထည့်ပြီးမှစားလိရှိ၏ ထို့နောက်မှရေနံစီဝဲထွက်၏၎င်းအတွက်လိုအပ်သောစွတ်ကြဲအင်ဂျီမှအစဖောင်တိန်မှင်ဦးဗလာစာအုပ်စသည်များကိုလည်းကျောင်းရေနံစီဘိုးမှပင်ဝဲယူသုံးဆွဲလေးရှိ၏ထို့ပြင်ရေနံစီဝဲပြီးသောအခါ၌လည်းပုံများကိုကျောင်းသို့ယူမသွားသေးဘဲ၎င်း၏အိမ်သို့ယူသွား၏၎င်းအိမ်မှမီးခွက်များစတုတ်ခေါ်လေထိုးမီးပုံများကိုရေနံစီအရင်ဖြစ်၏ပြီးမှကျောင်းသို့ယူသွားတတ်၏ ထို့ကြောင့်၎င်း၏တငယ်ချင်းများက၎င်းအားအောင်လင်းဟု၍မခေါ်ကြဘဲ BOC ကိုယ်စားလှယ်ကြီးဟု၍ခေါ်ကြကုန်၏ထို့ကိစ္စနှင့်ပတ်သက်၍ဦးတန်းပကိုတိုင်ကအောင်လင်းရေနံစီဝဲတာကိုမကျေနပ်တဲ့လူရှိရင်သူ့နေရာမှာတာဝန်ယူကြရေနံစီဝဲယုံနေတော့မရဘူးညစဉ်မိထွန်းရမယ်မိစာလဲเสียရှိတာလဲရမယ်တာဝန်ကျေရမယ်ပေါ့သူ့လိုတာဝန်မကျေနိုင်ရင်တော့မဟင်းကားနဲ့ကောင်းကျင်းပေါင်းစားတာကိုလည်းမပြောနဲ့ ရေသူမကောင်းလိန်စီနဲ့လူရိုင်းစွတ်ကျဲဝဲဝတ်တာကိုလည်းမပြောနဲ့ဟုပြောလိမ့်ဤတငယ်ချင်းများသည်အောင်းလင်းအားကြီးစေလိုသော သဘောဖြင့်သာ BOC ကိုစလေကြီးဟုနောက်ပြောင်ခေါ်ဝေါ်ကြတော့လဲမိသူမျှအောင်းလင်းဤရာထူးကိုမလိုချင်ကြပေ။ချောင်းသားများသည်ဆရာဦးတန်ပါကိုချစ်ကြ၏။ချောင်းသားမိပါများမှလည်းဆရာဦးတန်ပါ၏စေတနာကိုအတိအမှန်ပြုကြကုန်၏။ထို့ကြောင့်ထိုနေမျိုးကလေး၌ ဦးတန်းပါဤအိမ်ကိုအိမ်မှုမခေါ်ရဲကြပဲဦးတန်းပါညာချောင်းဟူ၍ခေါ်ဝေါ်ကြကုန်၏ထို့ပြင်ဆရာဦးတန်းပါညာချောင်းခொနှစ်တန်းတွင်တက်နေသောခொနှစ်တန်းចောင်းသားကျင်းမောင်ဆိုသူလည်းရှိ၏ထိုကျင်းမောင်ကိုမူသူဤတငယ်ချင်းများကကြက်ခိုးဟူ၍ခေါ်ကြကုန်၏အဘဲကြောင့်ဆိုသော၎င်းကျင်းမောင်ဤအဖေမှာဘိန်တော်ဆရာကြီးဆရာဦးစိန်ခိုးဖြစ်၏အိမ်၌လည်း ဓာတ်ဘိန်းသောဆရာစိန်ခိုးဟူ၍ဆိုင်းပုတ်တက်ထား၏ထို့ကြောင့်ဂျီမောင်ဤတငယ်ချင်းများကစိန်ခိုးပဲဖြစ်ဖြစ်မီးခိုးပဲဖြစ်ဖြစ်နောက်ဆုံးမှာချက်ခိုးတွေဖြစ်ပြီးအိမ်ခေါင်မှာဆွဲမှာပဲကွဒီတော့မင်းဖသားကြီးကိုနာမည်ပြောင်းခိုင်းလိုက်ဆရာချက်ခိုးလို့မင်းဖသားကြီးမပြောင်းရင်မင်းနာမည်ကိုချက်ခိုးလို့ပြောင်းလိုက်ကွာဒါမှဆရာစိန်ခိုးဤသားဆရာချက်ခိုးဆိုပြီးနောက်တစ်ချိန်မှာမင်းဘိန်းတော်ကုစားရင် နေရာကြမှာပေါ့ဟုဆိုကား ဝိုင်းဝန်းနောက်ပြောင်ကြရမှအစကျင်းမောင်ဤအမိမာအမိရင်းပြောက်၍ချက်ခိုးဟု၍အမိတွေရရှာလီတော့ဤခဏတန်းចောင်းသူတူလည်းရှိဤသူဤအမိမာမထားမြိုင်ဟု၍ဖြစ်ဤယောက်ျားလေးတငယ်ချင်းများကဓာတ်ကိုတက်ပုံမှန်အောင်ဓာတ်တွင်းနဲ့မရေးရဘူးလေထဆင်သူနဲ့ရေးရတာပဲအဲ့ဒီတော့နေနမဲမထားဆိုတာကိုအတန်ထွက်အတိုင်းဆိုရင်မတားလို့ခေါ်ခွင့်ရှိတယ်ရေတော့အမှန် ဖတ်တော့အတန်နဲ့လေပြီးတော့မြိုင်ဆိုတာတော့မှုလားဒီတော့နိနမဲကမတားတော့ဆိုပြီးဖြစ်နေတယ်ဟူ၍၎င်းနောက်ပြောင်ကြကုန်၏ထိုချိန်မှစ၍မထားမြိုင်သည်ဥတန်းပညာเจ้า၌မထားမြိုင်ဟူ၍မဟုတ်ရှာလေတော့ပဲမတားတော့ဟူ၍၎င်းဓာဟူ၍၎င်းဖြစ်ရရှာလေတော့၏နောက်ចောင်းသားတဦးမှာမောင်မြဖေဖြစ်၏မောင်မြဖေဤမိခင်ကြီးမှာလက်မှတ်ရဝမ်းဆွဲဆရာမတဦးဖြစ်၏ အိမ်၌လည်းဆိုင်းပုတ်ငယ်လေးတစ်ခုခြေဆွဲထား၏အစိုးရအတိမတ်ပြူလက်မှတ်ရဝမ်းဆွဲဆရာမဒေါ်တန်းဟူ၍ဖြစ်၏မြဖေဤတငယ်ချင်းများကမြဖေအားဟိကမိမိကဝမ်းဆွဲဆရာမကွအဲ့ဒီဝမ်းဆွဲဆရာမကိုအရက်ထဲမှာလက်တယ်လို့ခေါ်တာကွလက်တယ်ဆိုတာဖဲရိုက်တဲ့အခါမှာဒိုင်ကင်တဲ့လူကိုလည်းခေါ်တယ်မို့လားအဲ့ဒီတော့မင်းနာမည်ကိုမြဖေလို့မခေါ်ဘဲဖဲတိုင်းလို့ခေါ်ရင်ကောင်းမယ်ကွဟူ၍ ဝိုင်းဝန်းအမိပြောင်းလိုက်ကြတော့ကြောင့်မြဖေဤအမိမာလဲမြဖေမဟုတ်တော့ပဲဖဲတိုင်ဟု၍ဖြစ်သွားရရှာလိမ့်ဤဆရာဦးတန်းပါသည်လဲသူဤចောင်းသားများကို နမေရင်းမခေါ်ပဲသူတို့အချင်းချင်းနောက်ပြောင်၍ခေါ်ဝေါ်သောအမိများကိုပြင်ခေါ်ဝေါ်လေးရှိဤအောင်းလင်းအား BOC ကိုစလဲဟု၍၎င်းကျေမောင်အားချက်ခိုးဟု၍၎င်းမထားမြိုင်အားဓာတော်ဟု၍၎င်းမြဖေအား ဖဲတိုင်ဟူ၍၎င်းခေါ်ဝေါ်လေးရှိ၏။ဥတန်ပါဤညာချောင်းသည် နေကင်းချောင်းမတက်နိုင်ပဲခုနှစ်တန်းကိုအလွတ်မှ ဝင်ဖြီမိចောင်းသားများဆယ်တန်းကိုအပြင်းမှဝင်ဖြီမိចောင်းသားများလည်းအာကိုအာထာပြည့်ရသည်ဖြစ်ရာ အခန့်နှစ်ထပ်အိမ်ကြီးသည်စာတင်ချိန်၌အပေါ်ထက်အောက်ထက်ចောင်းသားများဖြင့်ပြည့်နှက်လျက်ရှိလေတော့၏။ဥတံပညာចောင်းတို့တက်သောចောင်းသားများသည် နေចောင်းတို့ရောက်သောအခါ က်ခိုင်းထားသောစာများကိုတက်ဆိုင်ရာဆရာများကမေးလျင်ဖြေဆိုနိုင်၏။အင်စာများလည်းပြီးစီးခဲ့ကြ၏။အတန်းတင်စာမွေးပွဲများလည်းအကြမရှိအောင်မြင်ခဲ့ကြလေ၏။အတန်းများတွင် ပထမဒုတိယတတိယဆွဲသူများဘာသာရပ်အသီးသီး၌ဂုံတူးထွက်သူများလည်းဥတန်းပအကြောင်းသားများသာဖြစ်ကြကုန်၏။ဥတန်းပ၏ညာချောင်းတွင်တောက်ရီအိုးရေဖြည့်ခြင်းအလို့အမိုက်သိမ်းခြင်းတပြက်စီလှဲခြင်း အင်သာတန်ရှင်းခြင်းအလုံများကိုចောင်းသားចောင်းသူများကအလှဲ့ကျဇေယျများရေးဆွဲကပြုလုပ်ကြရလေ၏။ဥတံပသည်ငငယ်ရွယ်ရွယ်နှင့်ဇနီးဆုံးသွားသောကြောင့်မုတ်ဆိုးဟိုကလေးတူဖြစ်လေ၏။ဤသည်ကိုအကြောင်းပြု၍သူ၏ចောင်းသားအချို့ကမုတ်ဆိုးဟိုဟူသောစကားအားတောလိုက်သော မုတ်ဆိုးကို ခေါ်တကဲ့သို့ဟန်တာဟူပြီးခေါ်၏။ထို့ကြောင့် သူတို့ဤချစ်လှစွာသောဆရာဦးတန်းပါတီပင်လင်း၊ကွဲရတွင်ဆရာကြီးဦးဟန်တာတန်းပါဖြစ်ရရှာလီတော်ဤဤဒီကိုအကြောင်းပြု၍နေကင်းအထက်တန်းကျောင်းမှအကြောင်းဆရာကြီးကဆရာဦးတန်းပါအားဆရာတပည့်တွေကတော့နာမည်ပေးအတော်ကောင်းကြပါတယ်ဗျာဆရာကိုရောကွဲရမှာဘလို့ခေါ်ကြတယ်ဆိုတာသိပြီးပြီလားဟုရီမော၍မေးလေဤထိုအခါဦးတန်းပါကသိပြီးပါပြီဆရာကြီးဒီကောင်တွေအတော်နောက်တဲ့ကောင်တွေ ကျွန်တော်ကလည်းမုတ်ဆိုးကိုဖြစ်လေတော့ဥဟန်တာတန်းပါလို့အမိပေးထားကြတယ်။ကျွန်တော်စိတ်မဆိုးပါဘူး။ဒီကောင်တွေညံရွှင်ပုံကိုလည်းသဘောကျမိသေးတော့တယ်။ဟုပြန်၍ဖြေလေ၏။ထို့အခါကျောင်းအုပ်ဆရာကြီးကအတန်းထဲမှာစာတော်တဲ့ကောင်တွေစာမေးပွဲမှာဂုံတူးထွက်တဲ့ကောင်တွေဟာဆရာကျောင်းသားတွေကြီးဖြစ်နေတယ်။ဒီချက်ဟာဒီမျိုးကလေးရဲ့ဂုံယူစရာပဲ။အခြားဆရာဆရာမတွေကလည်းသူတို့ကျောင်းသားတွေစာသင်ရ ။စာရတဲ့အတွက်ဆရာကိုကျေးဇူးတင်ကြပါတယ်။ချီးလဲချီးကျူးကြပါတယ်။အဲဒါကြောင့်ဆရာမမဆိုင်ရင်တော့ခေါင်းဆောင်ပြီးဆရာဆရာမတွေပတ်စံကောက်နေကြတယ်။ဆရာအတွက်ဂုံပြူပွဲလေးလုပ်ကြလိမ့်မယ်ထင်တယ်။အဲ့ဒီဂုံပြူပွဲမှာချုပ်ကပဲဥစည်းဥဆောင်လုပ်ပေးရမှာပဲဟုအပိစကားပြောလိမ့်၏။ထို့ကြောင့်ရင်နန်စီဘိုးတပဲပေးရသောဥတန်ပါဤညာချောင်းကလေးသည်ထိုမျိုးကလေး၌၎င်းပဝင်းကျင်မျိုးများ၌၎င်းဟန်တာနိုက်စကူဟူ၍ အမိတွင်ရရှာလီတော့တည်ကဲပါရှင်ဘဝဝင်ကပါအပိုင်းတစ်ကိုအဆုံးထိနားဆင်ပြီးခဲ့ကြတဲ့တော်လန်ပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာရှိကြပါစေရှင်။